နေဓမ္မနန္ဒောယဝဒနာရိတ်တာတီထောင်ဖို့ရန်အတွက်သရာပြုဝိညာဉ်ရှိပြေကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ပဝန်ထူထမ်းပေးကြသောအလိုရှင်များမှဥစေရာဖြို54နှစ်ပြည့်ပွေးနေတဲ့အတုသားမောင်ကောင်းခန့်ပိုင်းအော်တိုဘာ20ရက်နေ့ကြာရောက်ပြီး17နှစ်ပြည့်မွေးနေ့မင်္ဂလာတွဲနဝကမ္မဝတ္ထုငွေတသိန်းခွဲကျကိုထွန်းကျင်မိသားစုမှနဝကမ္မဝတ္ထုငွေတသိန်းခွဲကျဥကျော်စိန်ဒေါ်တင်ဆန်ဒေါ်ညွန့်နဲ့ရန်ကုန်မြို့မှနဝကမ္မဝတ္ထုငွေတသိန်းနှစ်1000ကျပ် ဥဇော်မှုဒေါ်လေးဝါထိုင်မိသားစုမှနဝကမဝတ္ထုငွေတသိန်းချက်ရန်ကုန်မြို့တင်ငန်းကျွန်းမြို့နယ်ဒေါ်ရီခိုင်မိသားစုမှနဝကမဝတ္ထုငွေ၄သိန်းချက်မန္တလေးမြို့နေ89လမ်း55လမ်း16လမ်းကြားနေဒေါ်ဝင်းထေဝင်းသူဟိန်ပွဲရုံမိသားစုမှနဝကမဝတ္ထုငွေ9000ချက်မောင်ရဲအောင်အောင်မှနဝကမဝတ္ထုငွေတသိန်းချက် မိခင်ကြီးဒေါ်ကျူးကျူးဆွေအားရည်သူရည်မှန်၍ဥကျော်ဝင်းထွန်သမီးဝင်းစုဆန်ကြောက်ဆယ်မျိုးမိသားစုမှနဝကမောထုံွေ၃သိန်းကျပ်ဤကုသိုလ်ရှင်ဇေနာရှင်ပေါင်းတို့သည်ကြောက်ဆယ်ဖြစ်သောကာဆိုဘေးသို့အန္တရာယ်သို့ရောဂါသို့အမျိုးမျိုးကင်းစင်လွဲပြောက်ပြီးဤဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခပေါင်းချုပ်ခြင်းရဖြစ်သောနိဗ္ဗာန်သို့မြတ်မောပြုနိုင်ကြပါသည်။ဒုမတဖန်တဝတခန္ဓာချုပ်ခြင်းသွားသောမိခင်ကြီးတော်ကျူးကျူးဆွေသည်လည်းယနေ့ရခုခြံရခဲ့သောမိသားစုတို့မှပေးဖို့ ပြုလို့အထောအသောကုစုကောင်းမှုလို့ဟာတာရုခေါ်နိုင်ရတော်၎င်းအမှန်မထားတဘာဘာသောဆွေမျိုးမိတ်တင်ခါပေါင်းတွင်တန်ခါတော်အရှင်သူမြတ်အပေါင်းတို့မှပေးဖို့အပ်သောကုစုအမြတ်မြတ်တာတို့ဟာတာရုခေါ်နိုင်ရတော်၎င်းမိမိပြုလုပ်ခဲ့သောကုစုကောင်းမှုအဆုစုတို့အားပြန်လည်ကအမှတ်ရရတာရုခေါ်နိုင်ရတော်၎င်းအကယ်၍ဒေဂာနိအခါတမယ၌မတင့်မတင့်သောနှလုံးသွင်းမိညာအပ်ထိုနှလုံးသွင်းမိသောအခါတမယ၌မရောက်ရှိကောင်းသောဘုံဘဝပုံဌာနသို့ရောက်ရှိနေညာအပ်ယနေ့ယခု ပြုလို့အာထုပ်ပေးဖို့အတော်ကုသိုလ်ကောင်းမှုအဆုစုတို့အာသာတို့ခေါ်နိုင်ပြီလေမြင့်မြတ်သောဘုံဘဝဗုဒ္ဓနာစီတို့ရောက်ရှိပါစေဟုဆုတောင်းတမှုအာလုံးပြု၍ဤကုသိုလ်အာသာတို့ခေါ်နိုင်ပါသည်အာလုံးသောတရားနာပရိသတ်အပေါင်းတို့နဲ့အလိုရှင်မိသားစုအပေါင်းတို့ဟာဤတရားဓမ္မဒေသနာတော်ဖြင့်ကျေးဇူးဆန်ဟောကြားအပ်ပါတယ်အာသောတာရုခေါ်နိုင်ကြပါစေအဲ့တော့အခြေခံဝိပဿနာတရားကိုပရိသတ်သောဘဒေသနာတရားနဲ့အတူအခြေခံမှာဆက်၍နှိမ့်သင်ဟောကြားပေးပါလို့ ဒီလိုတောင်းဆိုတာလေးရတော့အင်ပတန်မှကောင်းပါတယ်ဘာလို့လဲလို့မေးရင်ယနေ့ခေတ်ကာလအထင်ကာလမှာပရိစ္ဆာသုံးပါးဒေသနာတရားကိုကြိုက်နှစ်သက်တဲ့ပုဂ္ဂိုလ်အင်ပတန်မှရှားသွားပြီအဲ့တော့ပြောရရင်ပရိစ္ဆာသုံးပါးဒေသနာပျောက်သွားလို့ရှိရင်နိဗ္ဗာန်သွားတဲ့လမ်းပြမြေပုံပျောက်ထားတဲ့အတူတူပါပဲဘာလို့လဲလို့မေးရင်ပရိစ္ဆာသုံးပါးကိုကြည်လိုက်ခြင်းအပြင်အင်္ဂါ၁၂ပါးနဲ့ဖွဲ့စည်းထားတယ်အဲ့တော့ပရိစ္ဆာသုံးပါးတရားဟာမြတ်စွာဘုရား ဘုရားဖြစ်တဲ့တရားပါအဲ့တော့ပုတိအာဆိုတဲ့သကလုံးမှာပုပ္ပိနိဝါဒနုဒရိညာနဲ့ဒိဗ္ဗဆက်ကုညာဒိညာနှစ်ခုကတမာရီနဲ့ရထားတဲ့ညာပေါ့အဲ့ဒီညာပြီးတဲ့နောက်မှာအာတောကိယညာကိုရတာကပရိသတ်သောဘတ်ကိုဆင့်ကျင်တာအဲ့တော့အင်္ဂါ၁၂ပါးရှိတဲ့ပရိသတ်သောဘတ်အဝိဇ္ဇာပစ္စယသင်္ခါရဒါကပရိသတ်သောဘတ်အနုလုံကိုဆင့်ကျင်တာအဲ့ဒီကနေပြီးတော့မှပရိသတ်သောဘတ်ပတိလုံကိုဆင့်ကျင်တော့အကြောင်းဖြစ်ရင်အကျိုးဖြစ်မယ်အကြောင်းချုပ်ရင်အကျိုးချုပ်မယ်ဒီနှစ်ချက်ကိုဆင့်ကျင်တယ်အဲ့တော့အကြောင်းအကျိုး လှည့်ပြီးတော့ဖြစ်နေတဲ့သဘောတရားဟာငါတို့တစ်ပါးယောက်ျားမိန်းမပုံကိုတတ်တော်မဟုတ်အသက်လေးပြအကောင်ဝင်ရင်မဟုတ်ဘဲနဲ့အကြောင်းအကျိုးဟာဓမ္မသဘောပါလားဆိုတာကိုသိလိုက်တဲ့အတွက်ကြောင့်တမညုတညံကိုရတယ်ဒါကတော့ကြမ်းအနှစ်ချုပ်ကိုလိုရင်ကျေစုဆက်တာပဲအဲ့တော့နောက်တရားအထုတ်မဲ့ပုံကိုများကလည်းပရိသတ်သောပတ်မတိပဲနဲ့တရားအထုတ်လို့ရလာလို့မင်းရင်တရားတော့အထုတ်လို့ရမယ်သို့တော့ပုရိယာဆိုတဲ့သဘောတရားမှာဒိဗဇကုညံနဲ့ ပုပ်ဝေနိဝါဒဉာဏ်နဲ့ဉာဏ်တော့ရကောင်းရလိမ့်မယ်။အာတဝခိယဉာဏ်လို့ခေါ်တဲ့ဝိပဿနာဉာဏ်ကနေစပြီးတော့ဩဒိဋ္ဌိစတိယတဒိဋ္ဆောပုရိကတဝရုဏန္တတဝိပဿနာပုရိကတဝမက္ခဓမ္မောပုတ္တတိဆိုတဲ့ဝိပဿနာရှေ့ပြေးမရှိဘဲနဲ့နောက်ပိုင်းမဉဏ်မရဘူးမဉဏ်မရရင်ဖုန်ဉဏ်ဖုန်ဉဏ်မရရင်ပစ္စဝခန္ဓာနိဗ္ဗာန်စသည်မရနိုင်ဘူးဆိုတော့အခြေခံတရားတည်ပရိစ္ဆေသောဥပတ္တရားပဲအဲ့တော့ဝိသုဒ္ဓိခန္ဓာဘာကိုပြန်ပြီးတော့ကြည်ချင်းအဖြစ်လဲသီလဝိသုဒ္ဓိ အသေးလေးစိတ်စီတိလှဆင်ကြအောင်လုပ်တာပြီးတော့မှဒေဒီဝိတုတ်တီအသေးလောင်းဝိတုတ်တီစိတ်တံဝိတုတ်တီစိတ်စီကြအောင်လုပ်တာဒါကတော့တမထနဲ့တမာရီအားကောင်းအောင်လုပ်တာပေါ့အဲ့တော့ပြီးတဲ့နောက်မှာဒေဒီဝိတုတ်တီဆိုတဲ့ဟိုပါဠိတော်ရောက်လာတဲ့ဝိတုတ်တီခန်းရောက်လာတဲ့အခါမှာတော့ဘာကိုစပြလဲလို့မင်းရင်ပရိစ္ဆသောဘတ်ကိုစပြတယ်ပြီးတော့မှကင်္ခာဝိကရဏဝိတုတ်တီကြတော့ပရိစ္ဆသောဘတ်လဲတဲ့အကြောင်းအကျိုးတန်လျာကင်းအောင်ပြတယ်အဲ့ဒီနောက်ပြီးတော့မှ မေဃမေဃညာဏတဒနာဝိတုဒ္ဓိဆိုတာရှင်းပိုင်းဝိတုဒ္ဓိတိလဝိတုဒ္ဓိစေတဝိတုဒ္ဓိဒိဋ္ဌိဝိတုဒ္ဓိကင်္ခာဝိကရဏဝိတုဒ္ဓိဆိုတာဒီဝိတုဒ္ဓိလေးချက်ပြီးပြီးတော့ပြည့်စုံပြီးတော့တရားအားထုတ်တဲ့ပုဂ္ဂိုလ်မှာရှေ့လျှောက်လာရမယ်လမ်းကကင်းမေဃမေဃညာဏတဒနာဝိတုဒ္ဓိမဟုတ်တိမဟုတ်တိကိုဝေဖန်ဆုံးဖြတ်နိုင်မယ်မဲအစစ်မဲအတူကြနိုင်တဲ့ဝိတုဒ္ဓိခန်းကိုရောက်ဖို့အတွက်ကရှင်းပိုင်းမှာတိလပြီးတော့မှတမာတိနောက်ကြတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စဆင်ကြဖို့အတွက်ကပရိစ္ဆေသုံးပတ်ကိုနားကိုနားလဲရမယ် နားမလဲပဲနဲ့အားထုတ်ရင်တပည့်တော်တို့တရားမရနိုင်ဘူးလားလို့မေးရင်တရားမရနိုင်ဘာဖြစ်လို့လဲလို့မေးရင်ပရိသတ်သောဥပ္ပဆိုတာခန္ဓာအကြောင်းခေါ်တာအဲ့တော့ခန္ဓာအကြောင်းမသိပဲနဲ့တရားအားထုတ်လို့ရှိရင်တရားရဖို့အလွန်မတန်မှခဲနေတယ်သို့တော့ခုနကပြောခဲ့တဲ့ဒေဝစကုညံတို့ရှိဝနာဘဝကိုသိတဲ့ညံတို့တော့ရကောင်းရလိမ့်မယ်ဝိပဿနာညံတော့မဖြစ်ဘူးဘာဖြစ်လို့လဲလို့မေးရင်ဝိပဿနာညံသည်နံပါတ်1နံပါတ်1ယုံ nant သိရမယ်ယုံ nant သိဖို့ဆိုတာဒိဋ္ဌိပြုတ်ဖို့ နဲ့အတူတူပါပဲယုံနံလို့သိရင်ဒါဒိဋ္ဌိပြုတ်တာပဲပြီးတော့အဲ့ဒီယုံနံအကြောင်းကျိုးလို့သိရင်ဒါကင်္ခာဝိကရဏဝိတုဒ္ဓိအဆင့်ကိုသွားတာပဲအဲ့တော့အကြောင်းကျိုးယုံနံဆိုတာတန်တရားကင်းမှဝိပဿနာရှုတဲ့အခါမှာဒါဟာယုံနံပြီးတော့ဒီယုံနံအကြောင်းကျိုးလို့သိလိုက်တဲ့နောက်မှာအကြောင်းကျိုးယုံနံဟာဒုက္ခသစ္စာလို့တဘာတဲ့ဆက်ပြီးတော့ဆုံးဖြတ်မှာကမေကံမေကံညာနာဒသနာဝိတုဒ္ဓိရဲ့တာဝန်ဖြစ်သွားတာအဲ့တော့ပရိစ္ဆသောပတ်မပါရင်လမ်းပြမြေပုံမရှိဘဲနဲ့နိဗ္ဗာန်သွားတာနဲ့အတူတူပဲဒါကြောင့် ကျေးဇူးတော်ရှင်မုတ်ကုတ်ဆရာတော်ဖျားကြီးရတော့ဒီနေရာမှာပရိသတ်သောပတ်ပျောက်ရင်လမ်းပြမြေပုံပရိသတ်သောပတ်မတိရင်နေမှာသွားတဲ့လမ်းပြမြေပုံပျောက်ထာနဲ့အတူတူပဲလို့အဓိကထားပြီးတော့ဟောလာအဲ့တော့ပရိသတ်သောပတ်ကိုကြည်ချင်းအားဖြင့်အင်္ဂါ12ပါအဲ့ဒီအင်္ဂါ12ပါမှာအတိတ်အင်္ဂါ2ပါအကြောင်းအတိတ်အကြောင်းအင်္ဂါ2ပါပစ္စုပန်အကျိုးအင်္ဂါ5ပါအဲ့တော့အကြောင်းအင်္ဂါ2ပါအကြောင်းအကျိုးအင်္ဂါ5ပါရတယ်လို့ဒီလိုပြောလိုက်တာအဲ့လိုပြောလိုက်ခြင်းအားဖြင့်အကြောင်းအင်္ဂါ2ပါက အဝိဇ္ဇာနဲ့တင်္ခါရကိုသွားတွေ့အကျိုးအင်္ဂါ၅ပါးကဝိညာဉ်နဲ့သတ္တရဏဖတ်တာဆိုတဲ့အခုမြင်ရတဲ့ခန္ဓာ၅ပါးကိုသွားတွေ့ဒါတို့ဒီခန္ဓာ၅ပါးကအကျိုးကိုထောက်ခြင်းအပြင်အကြောင်းကိုတွေ့တယ်အကြောင်းကိုထောက်ခြင်းအပြင်အကျိုးကိုတွေ့တယ်အဲ့ဒါကိုအနုလုံပတိလုံဆင်ញင်တဲ့သဘောပါအကြောင်းကိုထောက်ခြင်းအပြင်အကျိုးကိုတွေ့တယ်ဒါဆိုအကြောင်းကိုသစ္စာနဲ့ခွဲတော့အကြောင်းကတမောရိယသစ္စာဖြစ်တယ် အကြောင်းသမှုရိယသစ္စာဖြစ်လို့အကျိုးကိုကြည်ခြင်းအပြင်အကျိုးဟာဒုက္ခသစ္စာဖြစ်တယ်ဆိုတော့အကြောင်းသမှုရိယသစ္စာဒီဒုက္ခရောက်ကြောင်းလို့သွားတွေ့တယ်အကျိုးဒုက္ခသစ္စာဒီဒုက္ခဖြစ်ကြိုးနှိပ်စက်ကြိုးလို့သွားတွေ့တယ်အဲ့တော့အကြောင်းကသမှုရိယသစ္စာအကျိုးကဒုက္ခသစ္စာလို့သိလိုက်ခြင်းအပြင်အကြောင်းတရားကိုဉာဏ်ရှင်းတာဖြစ်တဲ့အတွက်ဘုသူ့အကြောင်းဘဝအကြောင်းသူများကိုလက်ညှိုးထိုးတဲ့စိတ်သူများအပေါ်မှာမကျေနပ်တဲ့စိတ်တွေဘသူကြောင့်ဘသူကဖန်ဆင်းတယ်ဆိုတဲ့အရာအလုံးဟာ ပရိသတ်သောပတ်1အကွက်ကိုနားလည်ခြင်းဖြင့်အော်အကြောင်းတရားကြောင်းပါလားနှစ်အကွက်ကိုနားလည်ခြင်းဖြင့်ဒိဋ္ဌိဆင်းသွားတာအဲ့တော့ဒိဋ္ဌိနဲ့ဝတိကိစ္စဒီနေရာမှာဆင်းပြီးတော့အာထုတ်ခြင်းအပြင်3အကွက်မှာရှိတယ်အကြောင်းပြစ္ဆုတ်ပံအကြောင်းတရားအင်္ဂါ3ပါးချုပ်သွားတာဒါဆိုရင်ပြစ္ဆုတ်ပံအကြောင်းတရားအင်္ဂါ3ပါးချုပ်ရင်အနာဂတ်ရမယ်အကျိုးတရားအင်္ဂါ2ပါးဆိုတဲ့ဇာတိဇရာမရဏချုပ်သွားတာဒါဆိုရင် အကြောင်းအင်္ဂါ2ပါးသမုဒိယသစ္စာ အကျိုးအင်္ဂါ၅ပါးဒုက္ခသစ္စာအဲ့ဒီအကျိုးအင်္ဂါ၅ပါးတည်းကနေထပ်ပြီးတော့ထွက်လာတဲ့အကြောင်းသမုဒိယသစ္စာပစ္စုပန်အကြောင်းသမုဒိယသစ္စာအင်္ဂါ၃ပါးအဲ့ဒီအင်္ဂါ၃ပါးကြောင့်အနာဂတ်မှာထပ်ပြီးတော့ရမယ်ဩနာတိဆိုတဲ့ပစ္စုအနာဂတ်အကျိုးအင်္ဂါ၂ပါးဆိုတော့ပေါင်းလိုက်တော့အင်္ဂါ၁၂ပါးကိုတွတ်တွေ့ဒါဆိုအင်္ဂါ၁၂ပါးမှာအကြောင်းသမုဒိယသစ္စာအကျိုးဒုက္ခသစ္စာအဲ့ဒီအကျိုးဒုက္ခသစ္စာတွေကနေထပ်ပြီးတော့ထွက်တဲ့အကြောင်းသမုဒိယသစ္စာ ဲ့ဒီအကြောင်းတမှုရိယသစ္စာတွေကနေထပ်ပြီးတော့လာတဲ့အကျိုးဒုက္ခသစ္စာဆိုတော့တမှုရိယဒုက္ခဒုက္ခတွေကပြန်ထွက်တယ်တမှုရိယတမှုရိယကလည်းပြန်ပြီးတော့ဖြစ်တယ်ဒုက္ခဆိုတော့ပရိစ္ဆာသုံးပါးကိုအင်္ဂါနဲ့ပြောတော့12ပါးလည်တယ်သစ္စာနဲ့ပြောတော့2ပါးလည်ဒါကြောင့်အင်္ဂါ12ပါးဒါကြောင့်သစ္စာနှစ်ခုနဲ့အင်္ဂါ12ပါးနဲ့လှည့်နေတာအဲ့ဒီလိုအလှည့်ခံရတာကိုလှည့်နေတာကိုလူလို့ပြောတာနတ်လို့ပြောတာဘုန်းကြီးဟန်းလို့ပြောတာ တကယ်တော့ပြိဿတော်ပတ်နဲ့ကြည်လိုက်ရင်ဒိဋ္ဌိပြောအောင်လို့ဩယုံနံပါလားလို့သိတာအင်္ဂါနဲ့ပြောတော့အင်္ဂါ72ပါးလှည့်တယ်ဒါပေမဲ့အခုဖြစ်နေတဲ့အင်္ဂါက9ပါးနဲ့ဖြစ်နေတယ်သို့တော့ဖြစ်စဲက9ပါးအဲ့ဒီဖြစ်စဲရဲ့အပေါ်မှာအကြောင်းထပ်ဖြစ်ရင်အကြောင်းထပ်ဖြစ်ရင်ဖြစ်စဲအကြောင်းက3ပါးဆိုတော့9နဲ့3နဲ့ဖြစ်နေတာမလို့အင်္ဂါ10ပါးဟာ တောက်လျှောက်လှည့်နေတာဖြစ်တယ်ဟုတ်မှအင်္ဂါ2ပါးအိုနာတေယရကိုရမှာအဲ့ဒီလိုနားလည်မှာ တရားအားထုတ်တဲ့အခါမှာလည်းရှင်တယ်အကြောင်းအကျိုးကိုအာမထုတ်ပဲနဲ့ဆင်ခြင်တဲ့အခါမှာလည်းအော်ဖြစ်လာသည်များဟာအကြောင်းအကျိုးပါလားဆင်းရဲတာလည်းအကြောင်းအကျိုးချမ်းသာတာလည်းအကြောင်းအကျိုးရုပ်ချောတာလည်းအကြောင်းအကျိုးစီးပွားရေးအဆင်ပြေတာအဆင်ပြေတာအားလုံးကအကြောင်းအကျိုးအကြောင်းအကျိုးပါလားလို့သိလိုက်တော့အကြောင်းကအော်သမုဒိယသစ္စာအကျိုးကဒုက္ခသစ္စာအကြောင်းတရားညံရှင်းတော့ဝိသိကိစ္စသေးတယ်အကျိုးတရားခန္ဓာပေါ်မှာအမှန်တိုင်းညံရောက်တော့ဒိဋ္ဌိပြုတ်တယ်ဆိုတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စဟာ အတိညာနဲ့ပြုတ်နေတာဖြစ်တဲ့အတွက်တရားအထုတ်တဲ့ချိန်မှာတန်တရာရှင်းတယ်ညံအလင်းဝင်တယ်အဲ့ဒါဘသူ့ကိုနားလဲတယ်လို့မြင်တော့ခန္ဓာပရိစ္ဆေ